ရွေးကောက်ပွဲကျင်းပဖို့တရက်တော်လိုတဲ့အချိန်မှာမန္တလေးတိုင်းဒေသကြီးပျော်ပွဲမြို့နယ်ထဲကကြိုတင်မဲပေးမှုအခြေအနေနဲ့ပတ်သက်ပြီးအဲ့ဒီမြို့နယ်ကိုတွားရောက်တရင်ယူနေတဲ့ DPP တရင်နောက်မခိုင်ပန်းနုကိုဆက်တွယ်မေးမြန်းကြည့်မှာဖြစ်ပါလိမ့်ခင်ဗျာဟုတ်ရတော့ဟုတ်ကဲ့မခိုင်ပန်းနုရဲ့ပျော်ပွဲမြို့နယ်ထဲမှာပါတီကြီးတွေရဲ့အောင်နိုင်ရေးခန့်မှန်းချက်အခြေအနေကဘယ်လိုရှိနေလဲခင်ဗျာဟုတ်ကဲ့ပါရှင်ဟိုကမဲတင်းချိုင်ပျော်ဝင်မြို့နေမှာပေါ့နော်မနေ့ကအော်တိုဘာလ6ရက်နိုဝင်ဘာလ6ရက်နေ့မှာဆိုရင်ဒီအောင်နိုင်လောက်တာနောက်ဆုံးနေ့ဖြစ်ပါတယ်ရှင် ဒါနဲ့ပတ်သက်ပြီးတော့ဒီအောင်နိုင်လဲလဲစဉ်ကာလအတွင်းမှာပေါ့နော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြီးအောင်နိုင်နဲ့ပတ်သက်ပြီးတော့ပြောဆိုထားတာကတော့ဒီလက်ရှိပေးထားတဲ့ကြိုတင်မဲတွေအကုန်လုံးဟာပယ်မဲမဖြစ်ခဲ့ဘူးဆိုရင်ပြီးတော့ဒီပေးထားတဲ့မဲတွေအကုန်လုံးကိုသူတို့ဘက်ကပေါ့နော်တိတိကျကျနဲ့ဆုံးဖြတ်ပေးခဲ့မယ်ဆိုရင်သူတို့ဘက်ကအောင်နိုင်အခြေအနေဟာ65ရာခိုင်နှုန်းဒီသူတို့ခန့်မှန်းထားပါတယ်ရှင်ပြီးတော့ပြည်အောင်စုကျန်းကိုင်နဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ကတော့ဒီသူတို့ရွေးကောက်ပွဲအတွက်ကိုသူတို့ဒီအောင်နိုင်ရေးတွေနေတွေကိုလှည့်လည်ပြီးတော့ဆင်းတဲ့အခါမှာကြေးရွာတွေဘက်ကထောက်ခံမဲတော်တော်များများကိုသူတို့ဘက်ကရရှိထားတယ်လို့ပြောပါတယ်သူတို့ဘက်ကဒီအောင်နိုင် င်းနဲ့ခံမှန်းထားတာကတော့ဒီကြံခိုင်ရေးက65ရာခိုင်နှုန်းအထိကိုသူတို့အောင်နိုင်အခြေအနေရှိတယ်ဆိုပြီးတော့ပြောဆိုထားတာရှိပါတယ်ရှင်ဟုတ်ကဲ့ဒီโจတင်မဲနဲ့ပတ်သက်ပြီးအခက်အခဲပြဿနာတွေကရောဘယ်လိုရှိလဲခင်ဗျ ဟုတ်ကဲ့လက်ရှိဒီပျော်ဝယ်မျိုးနယ်မှာကတော့ကျွန်တော်မင်းနဲ့ပတ်သက်ပြီးတော့အခက်အခဲကတော်တော်များများကိုဖြစ်နေရပါအဓိကကတော့ဒီခရိုင်ကနေပြီးတော့ပျော်ဝယ်ရွေးကောက်ပွဲကော်မရှင်ကိုဒီမဲစုစုပေါင်း6000ကျော်ချပေးလို့သိရပါတယ်ဒါတွေကိုသူပြန်ပြီးတော့ခွဲနှမ်းချလိုက်တဲ့အခါမှာတယုံကို25မဲလောက်ပဲရရလို့ပြောရတယ်ဒါကြောင့်ဒီကျွတင်မဲတွေသွားပေးတဲ့အခါမှာအကန့်အသတ်နဲ့ပေးရပါတယ်ရှင်တချို့ဒီ25မဲပြေသွားရင်ဒီကျွတင်မဲပေးတာကိုရက်ပြီးတော့သူပြန်လွတ်တာတွေပဲရှိပါတယ်ဒါကြောင့်ဒီတချို့ကျွတင်မဲသွားပေးတဲ့အခါမှာဒီမဲမပေးရဘဲပြန်သွားရတာအများကြီးရှိပါတယ်နောက်တစ်ခုကတော့ဒီကော်မရှင် ရှင်တုံးထူးတဲ့အခါမှာပေါ့နော်ကျွတင်ဆောင်ရွက်ထားတာမရှိတဲ့အတွက်ကြောင့်ဒီကျွတင်မဲကိုအကုန်လုံးသွားရာကျော်သွားပြီးတဲ့အခါမှာဆိုရင်စောင့်ဆိုင်းရတဲ့အတွက်ဒီအချိန်တော်တော်များများအချိန်ကုန်သွားတယ်လို့ပြောပါရရှင်ဒီပျော်ဝယ်ကဒေသခံတွေကလည်းဒီကျွတင်မဲမပေးရတာတွေတော်တော်များများရှိတယ်လို့ပြောပါရရှင်ဟုတ်ကဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပေါ့လေပျော်ဝယ်မျိုးတစ်ပိုက်မှာထူးခြားမှုတွေရှိရင်လည်းပြောပြပါအောင်ခင်ဗျ ဟုတ်လက်ရှိဒီပျော်ပဲမြို့နယ်မှာကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထူးခြားတာဆိုတော့ဒီကော်မရှင်နဲ့ပတ်သက်တာပဲရှိပါရဲ့အဓိကဒီကော်မရှင်ကပေါ့နော်25မဲလက်ခံတာနဲ့ပတ်သက်ပြီးပြည်သူတွေဘက်ကဒီသူတို့မဲမပေးရတော့တော်စိုးရိမ်မှုတွေရှိနေပါတယ်တချို့ကလည်းဒီလာမယ့်နိုဝင်ဘာလ10ရက်နေ့မှာသူတို့ရွေးကောက်ပွဲကပေါ့နော်ခီးတွေပါသွားမှရှိရတဲ့အကြောင်းကျွတ်တင်မဲသွားပြတဲ့အခါမှာကျွတ်တင်မဲလက်မခံတဲ့အတွက်သူတို့မဲတွေအများကြီးဆုံးရှုံးနေရရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကိုမေးမြန်းတဲ့အခါမှာတော့သူတို့ဘက်က25ရက်ခိုင်နှုန်းအနေနဲ့ပဲချထားပြီးတာမရှိဘူးလို့ပြောပါတယ်ဒါနားလည်မှုလွဲနေတယ်ပြောပါတယ်ဘယ်သူမဆိုဘောနော် မဲကိုကျွတင်မဲတွေကိုဟိုအဆင်ပြေသလိုပြေးလို့ရတယ်ဆိုပြီးပြောထားတာလည်းရှိပါရဲ့ဒီဒါကတော့ဒီမျိုးနယ်ယူကောက်ဝဲကော်မရှင်နဲ့ဒီရက်ကြီးတွေကြားထဲမှာသဘောထားကွဲလွဲနေရလဲဖြစ်ပါလိမ့်မယ်ရှင်ဒီရက်ကြီးကိုသွားပြီးမင်းမြတ်တဲ့အခါမှာလည်းသူတို့ဘက်ကတော့25မဲပဲလက်ခံနေဆိုပြီးတော့ပြောပါတယ်ဒါကလက်ရှိဒီပြော်ပဲမျိုးမှာဖြစ်ပြနေရကော်မရှင်ရဲ့ပေါ့နော်အခက်ခဲရလည်းဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျေးဇူးပါမခိုင်မန်းတို့ဝေဒါကတော့မိတိလာပြော်ပဲတဝိုက်မှာရွေးကောက်ပဲတရင်တော့ရောက်ရှင်နေတဲ့ဒီဗီဗီတရင်တော့မခိုင်မန်းတို့ကိုတိုက်ရိုက်ဆက်တွေ့မေးမြန်းခဲ့တာပါ